ပြောပြတတ်ကြည်ရေဒီတစ်ပတ်မှာတော့ကမ္ဘာအထင်ရှားဆုံးစာအုပ်ကြီးများအပိုင်း၃ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရာစုနှစ်တွေတစ်ခုပြီးတစ်ခုကုန်လွန်သွားတာနဲ့အမျှလူတွေရဲ့တိုးတက်လာတဲ့ဤပညာနဲ့ဖန်တီးမှုတွေကစိတ်ဝင်စားစရာကောင်းလာပါတယ်။ဒီလိုပဲကမ္ဘာမှာထင်ရှားတဲ့ရှေးအောင်အစာအုပ်ကြီးတွေအားလည်းခုချိန်ထိရှိနေတယ်လို့လက်ရှိခေတ်မီတိုးတက်နေတဲ့အစာအုပ်များအားလည်းတုထက်ငါပြိုင်ဆိုင် ပေါ်ထွန်းလာလည်းရှိပါတယ်။ ဒီထဲကမှပြည်သက်နိုင်ငံပဲရစ်မြို့မှာရှိတဲ့လာလူဗာအဆောက်အဦဟာစနစ်ရာစုနှစ်ခရေကစောက်ခဲ့တဲ့ပြင်သစ်နိုင်ငံရဲ့ပထမအဦးဆုံးပြတိုက်တစ်ခုဖြစ်ပါတယ်။14ရာစုနှစ်ရောက်တဲ့အခါမှာတော့ပြတိုက်ကနေတော်ဝင်မိသားစုဆိုင်ရင်ဖြစ်ပြောင်းလဲခဲ့ပါတယ်။1950မှာတော့တော်ဝင်ပြတိုက်အဖြစ်55ဆမြောက်လူဝီဘီယန်က ပြန်လည်ပြောင်းလဲခဲ့ပြီးပြည်သစ်ဒေါ်လာရေးကာလအတွင်းမှာအများပြည်သူပြတိုက်အဖြစ်ပြောင်းလဲခဲ့ပြန်ပါတယ်။ လက်ရှိချိန်မှာတော့ကဘာတိမှတ်ပြုသမိုင်းဝင်အစာအုပ်ဖြစ်သတ်မှတ်ခဲ့ပြီး1988ခုနှစ်မှာတော့အစာအုပ်ကြီးရဲ့ရှေ့မှာမှန်ပိရမစ်တစ်ခုတည်ဆောက်ခဲ့ပါတယ်။လာလူဗာအစာအုပ်ထဲမှာကဘာကျော်မိုနာလီဇာပကြေကားအပါအဝင်အမှုပညာလက်ရပေါင်း3800ကျော်ကိုထိန်းသိမ်းထားပါတယ်။အမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိတဲ့ Empire State အဆောက်အဦးကြီးကလည်းတချိန်က New York မြို့ရဲ့အမြင့်ဆုံးအဆောက်အဦးတစ်ခု ဖြစ်ခဲ့ပြီးရုပ်ရှင်တွေ TV အစီအစဉ်တွေမှာအမြဲမြင်တွေ့နေရတဲ့အထိကြော်ကြားခဲ့တဲ့အဆောက်အဦးတစ်ခုပါဒီအဆောက်အဦးဟာအမျိုးသားသမိုင်းဝင်အဆောက်အဦးတစ်ခုလည်းဖြစ်ပြီး1930နဲ့31ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်ကမကောင်းစွာပဲအင်အားကြီးမားတဲ့ Depression မုန်တိုင်းကြီးကြောင့် Empire State အဆောက်အဦးကြီးမှာထိခိုက်မှုတွေများစွာရှိခဲ့တဲ့အတွက်နောက်ထပ်နှစ်20လောက်ဆိုရင်တော့ မြင်ရဖို့မရှိနိုင်တော့ဘူးလို့သိရပါတယ်။ Empire State အဆောက်အဦကြီးမှာအမှတ်ရစရာဇာတ်လမ်းတွေအများကြီးရှိခဲ့ပြီး1945ခုနှစ်မှာလေရင်ပြတ်ကျမှုတစ်ခုကိုခံခဲ့ရက1998ခုနှစ်မှာလည်းပြစ်ခတ်မှုတွေနဲ့ကြုံခဲ့ရပါတယ်။ဒါပြင် Empire State အဆောက်အဦဘော်ကနေပြီးတော့လူပေါင်း30ကျော်တေချောင်းကြံစီခဲ့တဲ့ဖြစ်ပျက်တွေရှိခဲ့ပါတယ်။ဒါပေမဲ့စံထားစရာဘိသူကလက်ရတွေနဲ့ခုချိန်ထိခံညာနေတော့ပါပဲ။ ။အိန္ဒိယနိုင်ငံမှာရှိတဲ့တတ်မဟာနန်းတော်ကြီးကတော့အရန်ကြီးမမြင့်မှာပဲမဲ့ကဘာပေါ်မှာထင်ရှားတဲ့အဆောက်အဦတစ်ခုထဲမှာပါဝင်ပါတယ်။တတ်မဟာနန်းတော်ကြီးဟာကဘာအံပွဲ9ခုထဲမှာလည်းပါဝင်ပြီးမုဂယ်အင်ပါယာရှာဂျာဟန်ရဲ့ဇနီးမွန်တတ်မဟာအတွက်ဂုဏ်ပြုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။မွန်တတ်မဟာမိဖုရားဟာသာသမီ14ယောက်မွေးဖွားခဲ့ပြီး1632ခုနှစ်မှာတည်ဆုံခဲ့တာပါ။ ဒီနန်းတော်ကြီးကို22နှစ်ကြာတိဆောက်ခဲ့ရပြီးကဘာလက်ခီးတဲ့တမ်းပေါင်းများစွာလာရောက်လက်ပတ်တဲ့နေရာလည်းဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံလန်ဒန်မှာရှိတဲ့ Big Ben နာယီစဉ်ကြီးဟာလည်းရေရခင်ကာလတွေထဲကလန်ဒန်မြို့ရဲ့အထိမ်းအမှတ်တစ်ခုဖြစ်ကျော်ကြားခဲ့တာပါ။ Westminster နန်းတော်ရဲ့မြောက်ဘက်မှာတည်ရှိပြီး1859ခုနှစ်မှာတည်ဆောက်ခဲ့တယ်လို့သိရပါတယ်။2021ခုနှစ်မှာတော့ပြည်သူတွေဝင်ရောက်လည်လာလို့ရအောင်ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ထားပါတယ်။ နိုင်စင်ကြီးဟာ316ပေမြင့်ရှိပြီးခေါင်းလောင်းကြီးရဲ့အလေးချိန်ကတော့73တန်လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။တိတဲ့နိုင်ငံ Paris မြို့မှာရှိတဲ့ Eiffel မြို့စင်ကြီးကတော့လူတိုင်းဒီပါတွေ့ဘူးကြမှာပါ။ဒီမြို့စင်ကြီးဟာကမ္ဘာအထင်ရှားဆုံးတစ်ခုဖြစ်ုံနဲ့မကပါဘူး။အခြေရဲ့တင်ကေတတစ်ခုဖြစ်လဲကြော်ကြားပါတယ်။1889ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့ပြီး ြည်သက်နိုင်ငံရဲ့အမျက်နှိုးဆုံးအထိမ်းမှအဆောက်အဦတစ်ခုဖြစ်ခဲ့ပါတယ်။ Gustav Eiffel ဆိုတဲ့မြို့ပြအင်ဂျင်နီယာကတည်ဆောက်ခဲ့ပြီးတည်ဆောက်ချိန်2နှစ်2လနဲ့9ရက်ကြာတယ်လို့သိရပါတယ်။မျော်စင်ကြီးမှာတန်တန်ချိန်8500အသုံးပြုထားပြီး reverse bound 1.5 million နဲ့တန်တန်းတွေကိုချိတ်ဆက်ထားပါတယ်။မျော်စင်ကြီးရဲ့ဒီဇိုင်းမှာပြည်သက်ဒေါ်လာရေး100ပြည့်ကိုဂုံပြုတ်ပြီးတရားမျှတမှုကိုဖော်ပြတဲ့ဒီဇိုင်းဖြစ်တယ်လို့ ပြင်သစ်နိုင်ငံရဲ့အဲ့ဒီချိန်ကစက်မှုစွမ်းအားကိုလည်းပြသခဲ့တာဖြစ်ပါတယ်။ကဘာတဝါမှလူပေါင်းတန်း250ကျော်လာရောက်လက်ပတ်ခဲ့ပြီးယခုချိန်ထိတစ်နှစ်ကိုကဘာလက်ခီးတဲ့ခုနှစ်တန်းခန့်နှစ်ဆင်လာရောက်လက်ပတ်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။နောက်ပတ်တွင်မှလည်းအခုလိုမျိုးဘူသူဒရာစိမ့်မဲ့အကြောင်းအရာများကိုတင်ဆက်ပေးသွားအောင်မှာ ဖြစ်တဲ့အတွက်ပြိုလိုက်စတိုင်ကိုဝင်ရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ပါပါတယ်။